ဒါလေးကတော့ကတ်တဲကွန်းလိုင်းရဲ့ latest generation ဖြစ်တဲ့ generation 5ပေါ့နော်ဒီဘလောက်ဘိုးတွေသုံးနေရလဲဆိုတဲ့ဟာကိုတခါလဲကြည့်လို့ရသလိုအောက်မှာဆိုလို့ရှိရင်ကျွန်တော်ကဘယ်ဆဲတွေမှာ error ဖြစ်နေလဲဘယ်ဆဲတွေမကောင်းတော့ဘူးဆိုလဲဆိုတဲ့ဟာကိုလည်းတခါလဲကြည့်လို့ရတယ်ခလေးတွေပါရှိတဲ့အိမ်မျိုးမှာဆိုလို့ရှိရင်မတော်တဆနှိမ့်မိမှာဆိုလို့အပေါ်ကနေမှာ breaker cover လေးလဲတက်ပေးထားတာကိုတွေ့ရတယ်ဆဲဗလန်စင်ဖြစ်တဲ့အခါမျိုးမှာဆိုလို့ရှိရင်လဲကျွန်တော်တို့က service တမတကူတကခေါ်စရာမလိုဘဲနဲ့ကျွန်တော်တို့ပြန်ပြီးတော့ကိုယ့်အကူပြန်လုပ်လို့ရမယ် emergency port လေးကိုလည်းထည့်ပေးထားတာကိုတွေ့ရတယ်ဒါကလည်းအများကြီး upgrade ဖြစ်လာရပေါ့နော်အားလုံးပဲမင်္ဂလာပါဗျာ ကျွန်တော်အခုဆိုလို့ရှိရင်တော့ရန်ကုန်ကွန်ဗန်နီယံစင်တာကိုရောက်ရှိနေရပါဖြစ်ပါတယ်။ရန်ကုန်ကွန်ဗန်နီယံစင်တာမှာမြန်မာ Power and Machinery Expo 2025ပွဲလေးကျင်းပနေလို့သိရတယ်။ဒီပွဲလေးမှာ GC Energy Electronic ကလည်းဝင်ရောက်ပြသထားတာကြောင့်ကျွန်တော်တို့ချက်လောက်သွားလေ့လာကြည့်အောင်။ကဲ ဒါလေးကတော့ GC Energy Electronic ရဲ့ကောင်တာလေးပဲဖြစ်ပါတယ်။အဲ GC Energy Electronic ကတော့ကျွန်တော်တို့ဘက်ထရီတွေအရင် deployment မဖြစ်ခင်တည်းကကတ်တက်ကွင်းလိုင်းရုံးဆိုတဲ့နာမည်နဲ့ဘက်ထရီတွေကိုထုတ်လုပ်လာခဲ့တာဆိုလို့ရှိရင်တက်တန်းတစ်ခုရှိပြီပေါ့နော်။အခုဆိုလို့ရှိရင် battery generation အနေနဲ့ဆိုလို့ရှိရင်လည်း generation 5လောက်ထိရောက်လာပြီ။အခုကျွန်တော်ဘေးမှာမြင်နေရတာကတော့ကျွန်တော်တို့ပေါ့နော်ကတ်တက်ကွင်းလိုင်းရဲ့ generation 1ပေါ့နော်ကျွန်တော်ဘက်ထရီတွေစထုတ်တဲ့အချိန်ကနေစပြီးတော့စခဲ့တဲ့ generation 1ပေါ့နော် generation 1မှာတော့ကျတော့အရင် development မဖြစ်သေးဘူးကျွန်တော် display လေးပါမယ်ကျွန်တော် future အနက်ဂျိုးလေးပါမယ် breaker လေးပါမယ်ပေါ့နော်ဒီလောက်လေးနဲ့စခဲ့တာဆိုလို့ရှိရင် generation 2ရောက်လာတဲ့အခါမှာဆိုလို့ရှိရင်တော့ development ဖြစ်လာပြီးဘာ development ဖြစ်လာလဲဆိုတော့ကျွန်တော် connection port တွေပါလာပြီး display ကနေတချို့ function တွေကို control လုပ်လို့ရလာပြီအနေကျိုးအနေကျိုးတွေပါလာပြီပေါ့နော် design ဘိုင်းဆိုလို့ရှိရင်လည်း generation 1ထက်ဆိုင်2ကပို့ပြီးတော့ upgrade ဖြစ်လာတယ်အဲ့ရနေမှာ generation 3ရောက်လာပြီပေါ့နော် generation 3ဆိုလို့ရှိရင်ကျွန်တော်တို့ display ဆိုလို့ရှိရင်လည်းလုံးဝပို့ပြီးတော့ upgrade ဖြစ်သွားပြီ display touch screen ဖြစ်သွားပြီပြီးလို့ရှိရင်ကျွန်တော် connection port တွေပါမယ် breaker တွေပါမယ်ပြီးလို့ရှိရင်သူကအတွင်းဘိုင်းမှာ air ventilation ကောင်းအောင် system တွေပါတေချာလေးထည့်ပေးလာတာကိုတွေ့ရတယ် အဲ့ရနေမှာနောက်ထပ် generation ကဘယ်ရောက်လာလဲဆိုတော့ခုကျွန်တော်ဘေးမှာမြင်နေရတဲ့ generation 4ပေါ့နော် generation 4မှာဆိုလို့ရှိရင်လည်းအများကြီး upgrade ဖြစ်လာပြီကျွန်တော်တို့ဒီပေါ့နော် display ဆိုလို့ရှိရင်လည်း touch screen မှာ control ရလုံးလို့ရလာပြီပြီးလို့ရှိရင်ဘာကြီးပါလဲဆိုတော့ auto fire off တွေပါလာပြီအနောက်ဘက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့လေဝင်လေထွက်ကောင်းအောင်ကျွန်တော်တို့ air ventilation အတွက်ကိုလည်းအပေါက်လေးတွေထည့်ပေးလာပြီကျွန်တော်တို့ဒီ connection ကြိုးလေးဆိုလို့ရှိရင်လည်းဒီဘက်မှာကျွန်တော်တို့က connection ကြိုးထိုးရတဲ့အပိုင်းလေးတွေရှိလာပြီပြီးလို့ရှိရင် AC အနေနဲ့ဆိုလို့ရှိရင်လည်း300ကနေမှ600လောက်ထိရလာပြီပေါ့နော် ဒါထက်ထူကြတာကဘာလဲဆိုတော့ဒီကျွန်တော်တို့ generation 4ကနေစပြီးတော့ parallel ဆက်မယ်ဆိုလို့ရှင်လည်းအလုံး30တိဆက်လို့ရလာပြီပေါ့နော်အဲ့ရနေမှာတစင် development ဖြစ်လာတာဆိုလို့ရှင်အခုဆိုလို့ရှင်ကျွန်တော် latest generation generation 5ကိုရောက်လာပြီအဲ့တော့ကျွန်တော် generation 5အကြောင်းလေးကိုအသေးစိတ်ပြောပါဦးကဲဒါလေးကတော့ကတ်တဲ့ Queen Lion ရဲ့ latest generation ဖြစ်တဲ့ generation 5ပေါ့နော်ဒီမှာဆိုလို့ရှင်တော့သူကဘလောက် age တွေရှိမယ်ဆိုတော့300 age ကနေမှာ600 age တွေရှိမယ်ပြီးလို့ရှင်သူက upgrade တွေအများကြီးလုပ်ပေးထားတာကိုတွေ့ရတယ်ပေါ့နော် display မှာဆိုလို့ရှင်လည်းအကုန်ဟို touch screen ဖြစ်သွားပြီးတော့မှကျွန်တော်တို့ကဒီဘလောက် board တွေသုံးနေရလဲဆိုတဲ့ဟာကိုတခါလဲကြည့်လို့ရတယ်လို့အောက် မှာဆိုလို့ရှိရင်ကျွန်တော်ကဘယ်ဆဲတွေမှာ error ဖြစ်နေလဲဘယ်ဆဲတွေမကောင်းတော့ဘူးဆိုလဲဆိုတာဟာကိုလည်းတစ်ခါလဲကြည့်လို့ရတယ်ဒါအပြင်ကိုကျွန်တော်တို့က alarm system ပေါ့နော် ဒီဘက်ထရီမှာဘယ် error ကြောင့်အလုံးမလုပ်တော့ရလဲဆိုတဲ့ဟာမှာဆိုလို့ရှိရင်လည်း fault အလန်းလေးတာဆာကျွန်တော်တခါလဲ display ပြထားပေးတာကိုတွေ့ရတယ်ဒါလေးကလည်း generation asset မှာ upgrade လုပ်လာတဲ့ပုံစံလေးပေါ့နော်နောက်ပြီးရင်သူကဒီမှာ breaker မှာဆိုလို့ရှိရင်လည်းဘာကိုသုံးပေးထားလဲဆိုတော့ကျွန်တော်နမဲကြီး snider ကိုမှာ2ဘုတ်ကို125 ampere နဲ့ကိုတခါလဲသုံးပေးထားတယ်ဒါအပြင်ကိုကျွန်တော် cover လေးပေါ့နော် breaker cover လေးကိုလည်းထည့်ပေးထားတယ်ခါလေးကြလို့ရှိရင်ဗျာကျွန်တော်အိမ်မှာခလေးတွေပါရှိတဲ့အိမ်မျိုးမှာဆိုလို့ရှိရင်မတော်တဆနှိမ့်မိမှာဆိုလို့အပေါ်ကနေမှာ breaker cover လေးလည်း တက်ပေးထားတာကိုတွေ့ရတယ်။နောက်ပြီးရင် live pool ဖြစ်တာဖြစ်တဲ့အတွက်ဖြစ်လေဖြစ်တာရှိတဲ့ area လေးတစ်ခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့ self balancing ပေါ့နော်။ self balancing ဖြစ်တဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့က service တမတကူတကခေါ်စရာမလိုဘဲနဲ့ကျွန်တော်တို့ပြန်ပြီးတော့ကိုယ့်အကူပြန်လုပ်လို့ရမယ့် emergency port လေးကိုလည်းထည့်ပေးထားတာကိုတွေ့ရတယ်ဒါကလည်းအများကြီး upgrade ဖြစ်လာတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီကောင်ကဟိုဘာပဲပြော site ကလည်းကြီးတယ်လို့ကျွန်တော်တို့ weight တစ်ခုကလည်းရှိတယ်အဲ့လိုအချိန်လေးမျိုးမှာဆိုလို့ရှိရင်ကျွန်တော်အလွယ်တကူသွားလာလို့ရအောင်ကျွန်တော်ဘိန်းလေးတွေလည်းထည့်ပေးထားတယ်အဲ့ဘိန်းလေးတွေရှိတာဖြစ်တဲ့တော့ကျွန်တော်ဒီမှာဟမ် ဘလောက်ပဲစိုက်ကြည့်ကြည့်တယောက်တည်းတနိုင်တစ်ပိုင်ရွှေ့လို့ရတယ်ပေါ့နော် ပြီးရင်ဒီကောင်လေးကဒိုးပိုးတစ်အတွက်အသုံးနဲ့ဆိုပေမဲ့ parallel အလုံး30တိချိတ်ပြီးတော့လည်းအသုံးပြုလို့ရဒီ battery life cycle ကို6000တိပေးထားတာဖြစ်တဲ့အတွက်သူ့ရဲ့ life cycle 6000တိရအောင်ဘာထည့်ပေးထားလဲဆိုတော့ကျွန်တော်တို့က DC fan ထည့်ပေးထားတယ် auto cooling system ကအလုံးလုံးလာပြီးတော့အတွင်းထဲမှာရှိတဲ့ heat sensor လေးဖြစ်ပြီးတော့ auto heat detect လေးပါလုပ်ပေးထားတာကိုတွေ့ရရပေါ့နော်ဒါလေးကအများကြီး upgrade ဖြစ်လာတာနောက်ပြီးရင်နောက်ထပ်အားသာချက်ကကြတော့ဈေးကွက်ထဲမှာရှိတဲ့ bare inverter နဲ့မဆိုအလွယ်တကူချိတ်ဆက်အသုံးပြုလို့ရတယ်နောက်ပြီးရင်ဆဲအနေနဲ့ဆိုလို့ရှိရင်လည်း Hetian Grade A cell ကိုအသုံးပြုပေးတာဖြစ်တဲ့အတွက် battery cycle က8000အထက်ကို A စစ်စစ်ရဒါလေးတွေကတော့ low voltage တွေပေါ့နော်တကယ်လို့ high voltage တွေကို set up လုပ်ချင်တယ်ဆိုလို့ရှိရင်လည်း GC Energy electronic မှာ customize လုပ်လို့ရပါတယ်နောက်ပြီးလို့ရှိရင်သတင်းကောင်းပါကျင်တာရှိတယ်အဲ့ဒါကဘာလဲဆိုတော့ ကတ်တဲ့ကွန်လိုင်းရောဘက်ထရီတွေကဈေးကွက်ထဲမှာပေါ့နော်ဖြန့်ချိထားဆိုလို့ရှင်အလုံးရထောင်ကျုံနေပြီပေါ့နော်ဒါပေမဲ့တချို့ဝယ်ယူသွားတဲ့ customer တွေကကျွန်တော်တို့ဘက်ထရီကို service လုပ်ချင်တာမျိုးတွေရှိမယ် maintain လုပ်ချင်တာမျိုးတွေရှိတယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးမှာဘယ်မှာလုံးဝမမသိဘူးဆိုတဲ့အပိုင်းလေးတွေရှိတယ်အဲ့ဒီကြလို့ရှင်ကျွန်တော်တို့ကဒီပေါ့နော် GC Energy Electronic မှာလာပြီးတော့ service လုပ်လို့ရတယ် maintain လုပ်လို့ရတယ်ပေါ့နော်အဲ့ဒီအတွက်ကိုလည်းရန်ကုန်မန္တလေးမှာ showroom နှစ်ခုလုံးရှိတယ်ပေါ့နော်အသေးစိတ်ကိုလိမ့်ဆိုင်တဲ့ဖုန်းနံပါတ်ကိုလည်းကျွန်တော်ဒီ video လေးရဲ့အောက်မှာ ထည့်ပေးထားပါမယ်ဗျာ GC Energy Electronic အနေနဲ့လည်း YCC မှာကျင်းပပြုလုပ်နေတဲ့ Myanmar Power and Machinery Expo 2025ကျင်းပပြုလုပ်နေတဲ့ဂျွန်လ28 28 29တုံးရက်မှာဝင်ရောက်ပြသနေတာဖြစ်တဲ့အတွက်လေးလာဝယ်ယူသူများအနေနဲ့လည်းလာရောက်လေးလာဝယ်ယူနိုင်ဖို့အတွက်ကိုကျွန်တော်ဖိတ်ခေါ်လိုက်ရပါတယ်ဗျာကျွန်တော်နောက်ထပ်ပိုင်းနဲ့မှာပြန်တွေ့ကြရပါတော့ကျွန်တော် Just Right ကတစ်ချုံပါ300အနေစမှာနော်ညီမလေးနော်ပို့ပါပို့ပါအဲဟုတ်ကဲ့ငွေစမယ်စမယ် ါလေးတွေကတော့ low budget အတွက်ပေါ့ပြောဒါလေးတွေကတော့ low budget အတွက်ပေါ့တကယ်လို့အဲပြီးလို့ရှိရင်သူ့မှာသုံးကဆဲရဆိုလို့ရှိရင်လည်း hitting ရဲ့အဲဆက် analysis စမယ်ခဏလေးပါအဲဒီပွဲလေးမှာဆိုလို့ရှိရင်လည်း GC analysis စမယ်